အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောရဲ့ live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါရင်ကောက်ပွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့အဆုံအမအောင်တောင်းပေးလိုက်ရပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်ခုနေ့ကတော်တော်လေးသဘောကျလို့ဗောနော်ဒါကျွန်တော်တို့ overlap ဗောနော် overlap ရဲ့အစီအစဉ်မှာဒါကျွန်တော် root glit ကလာပြီးတော့ဒါသူ့ရဲ့ အကြောင်းနေပေါ့နော်ကျွန်တော်အမှန်တမ်းပဲရူဂူလေးကိုကျွန်တော်အမှန်ကမရိုးကြီးပေါ့မွန့်လင်းပြီးပေါ့ကျွန်တော်ရူဂူလေးကိုကောင်းကောင်းမမေ့ဘူးမမေ့ဆိုတော့ပေါ့နော်ကိုယ်ရင်းနဲ့လည်းဒါအလန်းဝေးလို့လည်းဖြစ်မှာပါဒါကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဒါအပိုင်းချဂူလစ်ကတော်တော်လေးကိုကျွန်တော်နဲ့ဝေးရဂူလစ်တို့ဗန်ဘတ်စတန်တို့ဒါရိုက်ဟာတို့ဒီကစားသမားတွေကဒါကျွန်တော်တို့ဂိမ်းနဲ့မှာဖြစ်ဘူးလားกูนี่ဆိုတာဂိမ်းရောက်မှုကျတော့တအားစိတ်ဝင်စားပါဘောဆိုกูလေးကပြကျွန်တော်တို့ဂိမ်းထဲမှာနေရာဆုံးဆော့လို့ရတယ်ခင်ဗျလူအဲ့ DM ကညီ center forward ညီဆော့လို့ရတယ်လူအဲ့တောင်မန်ထိပါဖြန့်ပေးလို့ရတယ်ကစားသမားတယောက်ပြအရန်မိုက်ပြီးတော့သူ့ရဲ့ dreadlock G နဲ့အရန်မိုက်တဲ့ကစားသမားတယောက်ကျွန်တော် ူလေးကိုစားအခုလက်ရှိအသက်ကြီးပန်းစားမြင်တော့ဒီဘဲကကျွန်တော်တိတဲ့ဂူလေးနဲ့မတူဘဲနဲ့ဂူလေးရဲ့ညီလို့တောင်ထိုင်တဲ့တဲမှာဘာလို့ဆိုတော့ကရုံးပြတ်သွားအခုကကရုံးစင်ဘာပြတ်သွားတာဟုတ်အဲ့တော့ ။ဟိုပါလဲအကြောင်းပြောနေနေသူကူလေးကတော့ပြတာဗောနော်။ကူလေးကသူ့အကြောင်းပြောဗန်ဘတ်စတန်အကြောင်းညီပါပြောကျွန်တော်ကူလေးရဲ့ပြောပြောပြောကူလေးစကားပြောတာအရင်နှောင်းသူခေါ်လေ။ကျွန်တော်ပထမကသူ့အဲ့လိုကျွန်တော် overlap ပြောကျွန်တော်အခုနောက်ပိုင်းတိတ်တော့မကြည့်ဘောဆိုတော့တို့ကဒါညင်းတာများတယ်တို့ကဒါတို့ပြောချင်တာပြောတာများတယ်။ဒါပေမဲ့တခါကျစိတ်ဝင်စားရင်စိတ်ဝင်စားဆိုတာကျွန်တော် gas ကောင်းအောင်ကျွန်တော်ကြည့်တာများတယ်။ကူလေးကသူ့ရဲ့ English ပြောတဲ့အတန်အရမ်းမိုက်တယ်အရမ်း soft ဖြစ်တယ်။ အရန်သူပြောလို့ဆိုတာအရန်မိုက်တယ်ခုလေးကပြောအင်္ဂလိပ်လူတွေအရန်တော်တယ်နယ်သာလန်တော်သားတော်များအင်္ဂလိပ်လူ join ကြပါတယ်ဒါတော်တော်လေးကိုမိုက်တယ်အဲ့တော့အင်္ဂလိပ်အရန် join သူပြောတာကျတော့အရန်တော်ကြတယ်သူကျွန်တော်ဗမာအရန် catch ဖြစ်သွားလဲဆိုတော့ခုလေးကို तू top bully ကြောင်းပြောတဲ့အချိန်မှာကျွန်တော်တော်တော်လေး catch ဖြစ်သွားတယ်ဒါဒူဂူလေးနဲ့ top bully နဲ့တွေ့တယ်ပေါ့နော် top bully နဲ့တွေ့ပြီးတော့သူအနေနဲ့ဒါဟိုပေါ့ဟို clearly တွေ့တယ်သူကတွေ့တယ်ပေါ့တွေ့ပြီးတော့သူကပြောပြတယ်ပေါ့နော်ကျွန်တော်ကဒီမှာတချင်းကကစားသမားဟောင်းတယ်ကျွန်တော်တို့ဒီပြအောင်အော်မေးဘယ်ချင်းတော့ကစားခဲ့တယ်ဘူးလို့ तू ကသူ့ကိုတည်စေချင်တာမဟုတ်ဘူး at least know your ခုနကပေါ့ order ခုနကပေါ့ဆိုပေအဲ့တော့ခုနကပေါ့ဆိုအဓိကသူ့အနေနဲ့ဒီညမှာလူတော်များအမှတ်မာတာရှိတယ်ဒီ interview တစ်ခုလုံးကိုကြည့်ရလို့ဆိုသိလိမ့်မယ်ဂူလစ်ကသူ့ကိုမသိလို့ तू ကစိတ်ဆိုးတာမဟုတ်ဘူး तू ကပြောရ fair enough သူ့ကိုမသိတော့ तू ကရတယ်ဒါပေမဲ့ तू top bully တို့နဲ့အုပ်စုနဲ့စကားပြောလိုက်တဲ့အချိန်မှာဒီလူတွေကချော်စီးကိုမသိဘူးအဲ့ဒါကပြဿနာဖြစ်တယ်။လူတော်များတချို့ကြဒါအောက်က comment တွေမှာပေါက်ကွဲတာရှိတယ်။ဟာဂူလစ်ကငါတို့လည်းအရင်တော့ကစားသမားဟောင်းတွေတည်တာမှမဟုတ်တာ။ဒါစိတ်ဆိုးစရာမှမဟုတ်တာ။ အခုကဂူးလစ်ပြောသွားရတာအင်တာဗျူးအရှိန်မှာသူကပြောသွားတာသူ့ကိုမသိတာ AC no worry ကိုကိုမသိတာဘာမှမဖြစ်ဘူးသူကပြောပြီးသား it's okay that he doesn't know me it's fair enough because i played long long time ago သူကသူပြောရဲဒါပေမဲ့ when i talk to him more about chelsea he doesn't know what chelsea is about i think chelsea dna is lost သူအဲ့ဒီစကားပြောသွားအရန်အရန်ပြောသူအဲ့ချိန်မှာသူကဘလို့လမ်းပြောလဲဆိုတော့အဲဟိုဘက်ကကိန်းသွားပဲ ကိန်းထိုင်နေတယ်ထင်တယ်ဟုတ်တယ်ကိန်းထိုင်နေတယ်ဒီဘက်မှာ Ian Wright ထိုင်နေတယ်နောက်မှာ Jimmy Carter ကထိုင်နေတယ် Jimmy Carter ကသူလမ်းပြောတယ်မင်းတို့ခက်က DNA နေအခုလက်ရှိ Gangkok က DNA မတူဘူးဒါပေမဲ့ is getting better ပြောမှာပြောတော့ကိန်းကိုလမ်းပြောတယ်အကိန်းဒီနေမင်းတို့ဟိုကိန်းဆိုတော့ Robert Robbie Gaynor ဟုတ်တယ် Robbie Gaynor ဟုတ်ပါဘူးအဲ့ဘယ်နဲ့မှကျွန်တော်မေ့သွားပြီအဲ့ကျွန်တော်တို့ Manchester United ရဲ့ Captain ဟောင်းပေါ့နော်မင်းတို့ဒါ United DNA နဲ့အခု UN နဲ့ DNA မတူဘူးဒါပေမဲ့ is evolving ဒါပေမဲ့တစ်ဖက်ကတည်းကသူကဟိုဘက်ကိုလမ်းပြောတယ် Ian Wright ကိုပြောတယ်အခုလက်ရှိမှာဒါ winger DNA နေအခုလက်ရှိဒါကျွန်တော် DNA မတူဒါပေမဲ့ပြန်ကြည့်လိုက် DNA တွေရှင်ကြည့်လိုက်အချိန်မှာ Chelsea ရဲ့ DNA တွေကဘယ်လိုသွားလဲဆိုတော့အသင်းစီသွားတာမဟုတ်ဘူးသူအဲ့လိုပြောသွားအဲ့တော့ဒါကဒရိုလေးကိုစိတ်ဝင်စားဖို့ခေါ်နေအဲ့တော့တကစားသမားတယောက်အနေနဲ့ကဒါဂူလစ်တယောက်ဂူလစ်အနေနဲ့ဒါ तू ကဘောလုံးကြောင့်နားလေလူကိုသူအနေနဲ့အဲ့တော့ပြောကြည့်တဲ့အချိန်မှာဒီဘဲတွေက Chelsea ကိုလာတာကဂျူလစ်ကလာကျွန်တော်လှောက်အောင်မပြောလိုက်ဒါပေမဲ့ तू ပြောချင်တဲ့သဘောတရားတော့ဘူလီတို့အုပ်စု Chelsea ကိုလာတာက ဘောလုံးအောင်မြင်မှာမဟုတ်ဘူးစီးပွားရေးရအောင်မြင်အောင်လုပ်ဖို့ဥပမာအိဇာမဲဘယ်လိုမျိုးလဲလက်ရှိမှာကျွန်တော်တို့သိနေလို့ပြောကျွန်တော်စပါသိနေလက်ရှိမှာဆူဖလာအောင်မြင်မှုရဘာမှမရှိဘူး 100%ဘာမှမရှိဘူးအခုလက်ရှိတာကျွန်တော်2008နောက်ပိုင်းပိုရီရတာဒါ level ရောက်ပြီးနောက်ပိုင်းကျွန်တော်ကတလုံးမရဘူးတဲ့ဖလားကာလင်းတလုံးမရဘူးအဲတုန်းကလည်းရေးရတာ Chelsea ရအဲ့တော့ spa အသစ်တွေနဲ့တကယ်တမ်းပြည်တွင်းအောင်မြင်မှုမပါရှိလည်းမေးဘာမှမရှိဘူးဒါပေမဲ့ spa အသစ်နဲ့တကယ်တမ်းကျွန်တော်တို့ပြည်ပုံမော်ရောက်သွားတယ်ခုနကပြောလို့ Champion League တွေအများတန်းဝင်တယ်ဒါကျွန်တော်ပြောလို့ Europa Champion Champion League Final တွေရောက်တယ်အခုလက်ရှိဆိုလည်းဒါကျွန်တော် Europa Semi Final တွေရောက်တယ်စီးပွားရေးကအောင်မြင်တယ် ကိုရီးယားရေဆိုတာစီးပွားရေးရတာကျွန်တော်စပါးမှာစပါးဖြစ်နေတယ်မှာပါတယ်တနေ့တနေ့ကိုကျွန်တော်တို့အရှိတောင်အာရှကအခုလက်ရှိမှာစဉ်းစားကြည့်ဗျာဖလားတစ်ခါမှကျွန်တော်အခုလက်ရှိ2008နောက်ပိုင်းဝက်ဆန်လောက်တောင်ဖလားမရဘူးတဲ့အသင်းကတစ်ခါခါကြရင်ချယ်ဆီတို့အာဆင်နယ်တို့ကိုကြော်ပြီးတော့စီးပွားရေးရ successful ဖြစ်တယ်ဒါတွေကဘာကြောင့်လဲလဘိုင်းကြောင့်ပဲအဲ့တော့အခုလက်ရှိမှာတော့ပိုလီတို့ကအဲ့ဒီပုံစံမျိုးအိမ်လုပ်တယ်ကျွန်တော်ခင်ဗျားတို့ခင်ဗျားအပွင့်လင်းဆုံးကပြောပြမယ်ချက်စီကကျွန်တော်တို့ကလူကံပြန်ပဲလို့ပြောအလန်းဝေးပါတယ်ဒါကတော့တော်တော်ကြီးလန်းတယ်ဒါပေမဲ့ဘယ်တော့မှကျွန်တော်သူများအသိဘယ်တော့မှအဲ့လိုမဖြစ်စေချင်ဘူးအဲ့ဒါကယဉ်အခံဆုံးအသိသိဖြစ်တယ် Chelsea အသင်းအခုလက်ရှိမှာ Conference League Champion ဖြစ်ဖို့တာဆိုဒါပေမဲ့ Chelsea လို့အသင်းပြော Conference League နဲ့ဘယ်တော့မှတင်တင်ရမှာတသင်းမဟုတ်ဘူးလက်ရှိမှာ Chelsea ပြိတက်တွေကအခုချိန်မှာကိုယ်အသင်းကိုဘာလို့အားမရမှုဖြစ်လဲအဖြေကရှင်တယ် Chelsea က top 4လိုက်ရမယ်အသင်းမဟုတ်ဘူး Chelsea က top 4လိုက်နေတဲ့ကောင်တွေကိုထိုင်လောင်နေရတဲ့အသင်းတသင်းဖြစ်ခဲ့တာဟုတ်လားမဟုတ်လား Chelsea ပြိတက်တွေအသီးဆုံး Chelsea ဆိုတာခုနပြောတဲ့ Manchester City လိုအသင်းမျိုးနဲ့ခေါင်းချင်းရှင်ပြီးငါတို့ကဒီအသင်းတွေနဲ့ Manchester City ကိုတောင်ကြော်ပြီးဖလားယူဘူးတဲ့အသင်းတသင်း လက်ရှိမှာဂွာဒီယိုလာခေါင်းပေါ်ကိုပေါ်ပြီးကြော့ပြီးတော့ယူခဲ့တဲ့နှစ်သင်းပဲရှိတယ်လီဗာပူးနဲ့အခုလက်ရှိမှာချယ်ဆီနှစ်သင်းပဲရှိတယ်ကော်တေးယူခဲ့တယ်ပေါ့နော်ပြောနေတာဒါမျိုးအော်တစ်ချိန်ကချယ်ဆီဆိုတာကပရီးမီးယားလိတိုက်တဲ့ကိုယူဖို့အတွက်နှစ်တိုင်းတာဆိုနေတဲ့တသင်းတော့ဖိုးမို့အခုလက်ရှိမှာချယ်ဆီပြည်သက်တွေကဒီနှစ်မှာတော့ဖိုးရဖို့အတွက်ဘယ်လိုကြိုးစားနေမလဲနျူကာဆယ်လိုကောင်မျိုးနဲ့ရှင်နေရတယ်နော်တန်ဟမ်ဖောရက်စ်လိုကောင်မျိုးနဲ့ရှင်နေရတယ်အက်စတွန်ဗီလာလိုကောင်မျိုးနဲ့ရှင်နေရတယ် Chelsea ဆိုတာအခုလက်ရှိမှာဒါ City တို့ Arsenal တို့ Liverpool နဲ့ရှင်ပြီးငါတို့ကဒီနှစ်မှာ title challenge လုပ်မှာဆိုတော့ဥစားအခုလက်ရှိမှာဟီရတာပေါ့နော်ဘလောက်တိဟီရလဲဆိုတော့ Top League တို့ရောက်ခဲ့တဲ့အဲ့ဒီ feeling ပျောက်သွားတာ Top League တို့ရောက်မမဲ့ရခဏစမ်းသာကြည့် Abraham Moving နောက်ဆုံးအချိန်မှာတော့မှ Chelsea အသင်း Champion League ရသွားခဲ့တယ်ရသွားချိန်မှာခင်ဗျားတို့ကိုယ်တိုင်ကငါတို့အသင်း Champion League ရနိုင်ရဆိုတဲ့ movement ရှိတယ်အခုချိန်မှာ Chelsea အသင်းရဲ့ပြိုင်ပွဲတွေကိုမေးကြည့်ငါတို့အသင်းက Top 4ဝင်မလား အရင်တော့ငါတို့တင်ကွာပရီးမီးယားလိဂ်ကိုဘလို့ယူမလဲဆိုတဲ့ကောင်ကငါတို့တင်က top 4ဝင်ပါမလားဆိုတဲ့စိတ်ပြောင်းသွားတယ်။တခါကျရင်ပြအသင်းကကျွန်တော်အများနဲ့ကျွန်တော်ညင်းနေရှာအသင်းကပိုင်ရှင်နဲ့မဲဘာလို့မဆိုင်မပိုင်ရှင်နဲ့အများကြီးဆိုင်နေ။ပိုင်ရှင်နဲ့ဆိုင်လို့အခုလက်ရှိမှာ PSG လိုအသင်းမျိုးကကျွန်တော်တို့ဒါ final ရောက်ဖို့ခြေတစ်ဖက်လမ်းနေပြီ။ဟုတ်တယ်ဟုတ်ဒါကျွန်တော်တို့လက်ရှိမှာပိုင်ရှင်ကောင်းလို့ပဲမန်ချက်စတာစီးတီးကပရီးမီးယားလိဂ်ကိုဘယ်နှစ်ဆက်တိုင်မင်းမူခဲ့တယ်ပိုင်ရှင်ကောင်းတယ်ဆိုရင်အသင်းကအော်တိုနောက်ကကောင်းတယ်အဲ့တော့လက်ရှိမှာချက်စီးတီးကနေပျောက်ဆုံးတယ်ဆိုတာဒါပဲ ချက်စီးသိနေတာခုနကပေါ်တဲ့ကစားသမားတွေအနေနဲ့နိုင်လူစိတ်ဘာညာ DNA အဝေးမပြောနိုင်ဘူးကစားသမားတွေအပြင်တော့ပတ်ဝန်းကျင်က DNA ပြောက်ဆုံးသွားတယ်။ချော်စီအသင်းဆိုရရင်တော့ခုနကပြောဆိုဆူပလိုက်ဆိုတာနှစ်တိုင်းခုနကပြောလို့ပဲကျွန်တော်အဖေတို့ကျွန်တော်ပြောသူကျွန်တော်အဖေပြောခဲ့ဘူးလားရှိတယ်ချော်စီအသင်းနဲ့ပတ်သက်ပြီးတော့ချက်စီအသင်းကနီးပြတစ်ယောက်ပြောင်းရင်ဖလားတစ်လုံးရတယ်။အဲ့ဒါကလက်ရှိပါအဲ့တော့လက်ရှိအသင်းမှာချော်စီအသင်းကဖလားတစ်လုံးနီးပြတစ်ခေါက်ပြောင်းရင်ဒါကျွန်တော် top 4ဝင်ဖို့အတွက်ကြိုးစားနေတဲ့အသင်းသင်းကြီးဖြစ်နေတာက တော်တော်လေးကိုအဓိပ္ပာယ်မရှိဘူး it doesn't make any sense chelsea လို့အသင်းမှာ sari လိုမျိုးတိုင်ပတ်ခဲ့တယ်ဆိုတဲ့နီးပြတော်မှ europa league ကိုယူပေးခဲ့တာဖြစ်တယ်ဟုတ်တယ်ဟုတ်အဲ့တော့ပြောချင်တာက chelsea အသင်းကဘယ်တော့မှဖလားနဲ့ဝေးခဲ့တယ်အသင်းတွေမှာအခုလည်းလာ conference league နဲ့ဒါပေမဲ့ chelsea လို့အသင်းမျိုးနဲ့ conference league ဆိုတာဘာမှမဆိုင်ဘူးကျွန်တော်ပုံမှန်လည်းပြောတာ conference league ဆိုတာဘာမှမဆိုင် conference league ဆိုတာအမှန်တိုင်းမှာကျွန်တော်တို့လူဒါ spa လို့အသင်းမျိုး west ham လို့အသင်းမျိုး villa လို့အသင်းမျိုးဘုံမောက်လို့အသင်းမျိုးယူရမယ့်ဖလားတွေဖြစ်တယ် chelsea လို့အသင်းမျိုးအခုလက်ရှိအချိန်မှာ arsenal semi final မှာတက်နေသလို့ အမြင်နဲ့ပြကြည့်လိုက်ပါချက်စီတင်းကကျွန်တော်ချန်ပီယံလိမှာဆိုအမြင်နဲ့ aesthetic တကူပေးတယ်တူတူအခုဒီမှာချက်စီကျွန်တော်ဒါချန်ပီယံလိနဲ့ဝင်နေတာဘယ်လောက်ကြာပြီလဲအခုချန်ပီယံလိဝင်သွားခဲ့မယ်ဆိုရင်တော့မှချက်စီပြိတ္တနဲ့ငါတို့ချန်ပီယံလိအရင်တော့ချက်စီပြိတ္တတွေချန်ပီယံလိဝင်သွားရင်ချန်ပီယံလိမှာချန်ပီယံဖြစ်ဖို့အတွက်အတွေးတွေရှိတယ်အခုချိန်မှာချန်ပီယံလိဝင်သွားအန်ဇိုမူရက်စကာလိုနီးပြအောင်မြဲချန်ပီယံလိမှာအိမ်ဖြစ်ဖြစ်မှာအရန်ကြောက်နေတယ်အဲ့ဒါဘယ်လိုကြီးကြောက်လဲအဲ့ဒါဘာကြီးကြောက်လဲအဲ့ဒါက DNA ပဲ တိလာကျွန်တော်ပြောတာကစားသမားရဲ့နိုင်လူစိတ် DNA ကတက္ကန်တာအတိုင်းမဲ့ DNA DNA ပဲ Chelsea ဆိုတာကျွန်တော်မှတ်မဲ့ရရိုမန်ရောက်လာပြီးတဲ့ DNA တစ်ခုလုံးက to win တိလာ almost win မဟုတ်ဘူး to win နိုင်ဖို့နိုင်ဖို့အတွက်ဆိုတာနိုင်နိုင်ကိုနိုင်ရမယ်နိုင်ဖို့မဟုတ်နိုင်ကိုနိုင်ရမယ်အခုကငါတို့ကအေးနိုင်ရင်လည်းကောင်းတာပေါ့နော်အဲ့လိုဖြစ်သွားတယ်အဲ့တော့ root ကလေးပြောတာမမအောင်ဒီလူတွေကဒီလိုလာတာကအသင်းကိုစီးပွားရေးအောင်မြင်မှုလာတာ ိုင်အသိအအောင်မြင်မှုလာမှုတို့တို့တို့အောင်မြင်မှုလာ Clinic Capital က Chelsea အသင်းကိုဘယ်လောက်ထိ valuation မြင့်သွားဆိုတဲ့ပုံစံမျိုးလို့တို့က Chelsea အသင်းကတို့ကြောင့်မှ Champions League ရသွားရဆိုတဲ့အဲ့ဒါမလို့ကြည့်ဘူးတို့ကအဲ့ဒါပဲကျွန်တော်နေအဲ့တော့ဒီလောက်ပဲဘလုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 တို့မှာကျင်းလို့ဆိုရင်ပေါင်းကူညီလို့ရပါတယ်။များများကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ DB4 တွေလင်းလေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ ကျွန်တော် YouTube channel လေးကိုလည်း like and subscribe တိပြီးကျွန်တော်အားပေးလို့ရရမြန်မြန်လေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment နေထဲမှာလေး youth sport media 3.0ဆိုနဲ့ db for you တွေလေးလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe တိပြီးကျွန်တော်အားပေးလို့ရရမြန်မြန်လေးကလစ်ဖို့မမေ့ကြပါနဲ့မြန်မြန်ကလစ်မမေ့နိုင်ဖြစ်ပါတယ်ဒီပါဗျာ